စနိုဝိုင်စကားအစ်စ်ကိုလူဝေဖန်များသွားစီရတဲ့အကြောင်းအရင်းများမင်္ဂလာပါရီကွန်တီဗီကနေပြန်လဲကြိုဆိုပါရယ်မကြတဲ့ခင်ကမှစပြီးယုံတင်ပြသနေတဲ့စနိုဝိုင် live action စကားအစ်စ်ကရေကူဖို့လုပ်ကြရနေဝေဖန်မှုတွေအောက်မှာရောက်နေခဲ့ပြီးတော့စကားထွက်လာတဲ့အချိန်မှာလည်းဝေဖန်တန်တွေကဆက်လက်ရှိနေတုန်းဖြစ်ပါတယ်သူတို့ဖြင့်ရုပ်ရှင်ကြည့်ပရိသတ်တွေကနေဝေဖန်မှုတွေကပိုပြီးလာနေတာပါဒါတွေကဘာကြောင့်လဲဆိုတာကိုတော့ကျွမ်းကျင်သူတွေနဲ့တည်င်းသမားတွေကလိလာကြည့်တဲ့အချိန်အခုလိုမျိုးတွေ့ရတာဖြစ်ပါတယ် မှတ်တဲ့အနေနဲ့ကတော့လူမဲတူးဆောင်တွေနဲ့အစားထိုးတာကိုအသားမချခြင်းကနေစတာပါတကယ်တော့ဒီဆက်ကားထဲမှာပါတယ်မင်းသမီး Richard Sackler ကို Stone White အဖြစ်ရွေးချယ်လိုက်တာကသူတခုတည်းကြောင်းအပြောအဆိုများတာတာမဟုတ်ပါဘူးရှိမှလည်းလူဖြူတူးဆောင်တွေရိုက်ထားပြီးသားစရုပ်တွေကိုလူမဲတူးဆောင်တွေအစားထိုးတာမျိုးတော်လေးကိုများလာတာလူတွေချစ်တဲ့ iconic စရုပ်တွေကိုမှလူမဲနဲ့အစားထိုးပြလိုက်တာတွေကြောင်းတော်တော်များများဝေဖန်မှုတွေရှိနေခဲ့ပြီးသားဖြစ်ပါတယ် ိုလိဝုဒ်အတွက်တော့လေလူမဲတိရုပ်ဆောင်တွေအတွက်နေရာအရာနေတာရရင်လည်းအရေးပါတဲ့အခမ်းကဏ္ဍမှာရတာနေပါလူနံကိုဖြည့်ရှင်ဖို့အတွက်ဒီလိုအပြောင်းလဲတွေကလိုအပ်တယ်လို့ယူဆထားကြတာဖြစ်ပါတယ်ဆိုတော့အပြောင်းလဲတွေစဖြစ်ခါစားမှာလူတွေအသားမကျပဲတဘောမကျတာပြောဆိုဝေဖန်မှုတွေများတာဖြစ်လေရှိတဲ့ကိစ္စတခုဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့အတင်းလို့ယူတဲ့အာခအမျိုးသမီးစရုပ်တွေကိုစိတ်ကုံလာခြင်းကနေစတာပါရုပ်ရှင်မှာခွန်အဝန်တခုရှိပါတယ် မယ်ရီဆူးနဲ့ဂယ်ရီစတူးဇက်ဆောင်စရိုက်တွေဆိုတဲ့ဇာတ်ဖြစ်ပါတယ်။နောက်ခုလုံးကဘာကိုဆိုလိုချင်တယ်လဲဆိုလို့ရှိရင်နောက်ခံကောင်းကောင်းမရှိဆက်လက်နဲ့ကိတ်ညင်မှုမရှိပဲအတလူကြီးကြမ်းပြတော်ပြနေတဲ့ဇက်ဆောင်စရိုက်တွေကိုဆိုလိုတာဖြစ်ပါတယ်။အမျိုးသမီးစရုပ်သူဆိုလို့ရှိရင်မယ်ရီဆူးအမျိုးသားဆိုရင်ဂယ်ရီစတူးလို့ခေါ်ပါတယ်။ဒီလိုဇက်ကားရှိမှတအားများထားတဲ့အခါနောက်ထပ်အဲ့လိုအလားတူဇက်ကားမျိုးတွေလာတဲ့အခါဝေဖန်တန်တွေကစုပြုံလာတာမျိုးဖြစ်ပါတယ် အမျိုးသမီးလို့ဆိုလိုက်ရင်နုံညံ့ညံ့လေးနေအိမ်မူကိစ္စတွေလို့အချိန်တန်ရန်အရှိစစ်ကိုရှာယောက်ျားကိုနောက်ကနေထောက်ပံ့ပေးမယ်ဆိုတဲ့အစဉ်လာဆွဲတွေကအတိတ်ပဲမရှိတာမှန်ပေမဲ့အဲ့လိုပင်ကိုယ်တဘာဝရှိတဲ့အမျိုးသမီးတွေကိုအားနည်းတယ်လို့ယူဆပြလိုက်တာလည်းမမှန်ပါဘူးစတုံးမိုက်စကားမှဆိုရင်ငွေရင်းကတုံးကားထဲကစတုံးဝိုက်ရဲ့စစ်မှန်တဲ့ပါဝါကနုံညံ့ကျင်လာတဲ့စိတ်နေစိတ်ထားနဲ့အဲ့ဒီစိတ်နေစိတ်ထားကိုဖော်ပြတဲ့သူ့ရဲ့အတန်နဲ့အမှုအရာတွေဖြစ်ပါတယ်ဒါတွေကိုဒီစကားတစ်မှာ ပြောင်းပြန်လမ်းပစ်လိုက်တဲ့အခါမှာလူတွေအတွက်အသားမကျဘဲပြောစရာတွေဖြစ်လာတာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကတော့ရေချယ်ဆက်ကလာတဲ့ PR ပြဿနာဖြစ်ပါတယ်။ရုပ်ရှင်မင်တာမင်တမီတွေနာမည်ကျော်အဆိုတော်တွေမှာ public reaction ဆိုရဲနားပြည်သူနဲ့ဆက်ဆံမှုပိုင်းမှာတည်ထားရမှာရှိပါတယ်။တရိပ်ဆက်ဆံမှုမရှိရင်တောင်အင်တာဗျူးတွေမှာဆိုလို့ရှိရင်ပြောချင်တဲ့လွတ်ပြောလို့မရပါဘူး။ကိုယ်စလို့ချင်တာကအကောင်းဆိုရင်တောင် ပြောဖို့မဟုတ်ရင် လေယူလေတိန်မျက်နှာအမှုရာတွေကြောင့်အဆိုးမြင်ခံရတာဖြစ်ပါတယ်။ရေချေစက္ကလာကအဲ့ဒီကိစ္စတွေမှာပြဿနာတွေစခဲ့တာဖြစ်ပါတယ်။ဝင်းကတုံကကိုသူတခါလေးကြည့်ပြီးကြောက်လို့အထမကြည့်ဘူးဆိုတဲ့အပြောမျိုးတွေမင်းသားကစတုံးဝဲကိုလိုက်ချောင်းနေတာထူဆန်းနေဆိုတဲ့မိကရွက်ကပြောလိုက်တာမျိုးတွေဟာစအင်တာဗျူးတွေမှာလုတ်ခဲ့တဲ့ public reaction အမားတွေကသူ့အပေါ်တင်ထားတဲ့တက်ပိုးပြီးအမြင်ပိုကတ်ခံရရစီတာဖြစ်ပါတယ်။နံပါတ်၄အနေနဲ့ကတော့ Disney ရဲ့မပြတ်သားမှုဖြစ်ပါတယ်။ မိသမီးကိုကြီးအပြစ်တွေဝိုင်းပြောနေကြပေမဲ့တကယ့်ပြဿနာက Disney မှာလည်းရှိပါတယ်လူပုလေး9ယောက်တွေကိုလူပုတွေနဲ့မတုံးဘူးပြောလိုက်မဝင်မင်းသား9ယောက်အဖြစ်ပြောင်းမယ်ပြောလိုက်အမျိုးမျိုးလုပ်ပြီးမှ live action ကကြီးမှာ CGI တုံးပြီးရုပ်ဆိုးဆိုးနဲ့အသားမကျတဲ့ပုံကြီးတွေထွက်လာတဲ့အခါမှာ trailer မှာတင်စပြီးဆဲခံရတာဖြစ်ပါတယ်စဉ္ညံပိုင်းမှာလည်းသူတို့လိုချင်တဲ့ပုံစံကိုကောင်းကောင်းနဲ့ချောချောမွေ့မွေ့မပြောင်းနိုင်ခဲ့ပဲအာနေလုံးနဲ့စဉ္ညံကိုတုံးခေတာကပြောစရာဖြစ်စေခဲ့တာဖြစ်ပါတယ် အနည်းချုပ်ပြောရရင် Snow White စကားကလူဝေဖန်မှုနဲ့လူအမြင်ကပ်မှုတွေတအားမြင့်တက်နေတာကသူ့ရဲ့စကားတစ်ခုတည်းကြောင့်မဟုတ်ဘဲနဲ့ Hollywood တစ်ခုတည်းမှာရှိနေတဲ့အပြောင်းအလဲတွေနဲ့အများကြီးတက်ဆိုင်နေတာဖြစ်ပါတယ်။ဆိုတော့အပြောအဆိုမတတ်မှုတွေမပြတ်သားမှုနဲ့အာထုပ်ပုံလိုအပ်ချက်ရှိတာစံတစ်တူထင်မှုနေရာတွေကြောင့်လည်းဖြစ်ပါတယ်။အဲ့ဒါအပြင်တကယ်စကားထွက်လာတဲ့အချိန်မှာလည်းဂေကတော့ကစုံပြေမကြီးလုတ်တဲ့နေရာမှာအားနေချက်တွေနဲ့တောင်းတောင်းကြီးဖြစ်နေရတွေလည်းပါဝင်သေးတယ်။ ဒီထဲမှာလူမှုရေးခွဲခြားခြင်းတဲ့မူလအခံတွေကလည်းအနေနဲ့အများပါဝင်ပေါင်းဆက်လာတဲ့အခါမှာတော့ရလက်ကဒီလိုမျိုးဖြစ်သွားစေခဲ့တာဖြစ်ပါတယ်။ကဲပရိသတ်ဂျီရိုရောဒီစကားကဘယ်လိုမျိုးထင်ပါသလဲ။ကိုယ့်ရဲ့အမြင်ကိုကျွန်တော်တို့ comment မှာပြသခဲ့လို့ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်ပေါ့။